စိတ်ကူးတွေရဲ့ခန္ဓာမှုတို့ဖော်ပြရာတိစင်တိုင်းခြင်းနေစီကို အလယ်လာဖို့ဖိတ်ခေါ်ပြစေဒီနေ့တင်ဆက်ပေးမှာကတော့ဝိညာဉ်တို့ရဲ့ညာချောင်းနဲ့ကြာကံမြို့ကမူလန်န်းကျောင်းတစ်ကျောင်းကတော့ထူးခြားတယ်ဆိုရမလားပဲမြို့ကန်သူတွေမသိတဲ့ခလီဝဲလောကတစ်ခုရှိနေတယ်လူသားကလေးတွေကနေခင်းဘက်မှာကျောင်းတက်စားတင်ကြပြီးဝိညာဉ်လောကကကလေးတွေကညအချိန်မှာ နေထိုင်သင်ယူကြတည်းဒီကျောင်းမှာဝိညာဉ်လောကကအတူတူနဲ့လူသားတွေအတူတူရှိနေတဲ့နေရာပေါ့ညာဘက်ကျောင်းကြီးထဲမှာနေထိုင်နေဘလူးကလီဝင်းခန့်ကအစင်းမြင့်တော်ဝင်ဘလူးမျိုးတွေပါသွေးအပီဆိုးတွေထင်ရပြီးမြင်တငယ်ချင်းတွေနဲ့ရင်းရင်းနှီးနှီးနေတတ်တဲ့သူဖြစ်တယ်သူတငယ်ချင်းတွေကပျော်တတ်တဲ့တစီကံကောင်းအစမတ်တဲ့ပိတ်တာဖုံးတွေ အနံ့ဆူဆူထုတ်လွတ်တတ်တဲ့တရေမာကီကီနဲ့ခန္ဓာကိုယ်နဲ့ကောင်းမကြာခဏပြတ်ထွက်ပြီးအလွယ်တကူပြန်ကောက်တက်နေရတတ်တဲ့ကဝေမစီစီတို့ပါဝိညာဉ်ကလေးတစုဟာဝုံနိုင်ကြရန်ဖြစ်လေတူဦးမတူဦးစားနောက်လေးနဲ့အခင်မင်မပြတ်ဖဲအရေးကြုံရင်စီးလုံးညီညွတ်ကြတဲ့သူတို့ကိုကာဝယ်ဆောင်ရှောက်ပညာတင်ပေးနေတဲ့ဆရာကြီးကတော့ ရာမမင်းကြီးမိစ္ဆာဆရာဥပေါ်လူဖြစ်ပါတယ်။အရင်ကလူသားတချို့ရဲ့နှိမ့်ဆက်ညှဉ်းပန်းခံခဲ့ရလို့သူတို့တွေက လူသားတွေကို အလွန်ကြောက်ရွံ့ကြပြီးလူမမြင်နိုင်တဲ့နေရာမှာသာပုံအောင်နေထိုင်ကြတာ။ဝန်ခံသူတွေကတင်နန်းဆရာဥပေါ်လူစီမှာနားထောင်တတ်သူတွေဟာပုံမြင်တတ်ကြတယ်ဆိုတဲ့သဘောတရားကိုလေ့လာသင်ကြားဖို့ရောက်လာတဲ့ဝိညာဉ်အုပ်စုဖြစ်ပါတယ်။ သူတို့ကထူရတယ်နေချောင်းတက်သူတွေထဲမှာဘသူကမျက်တမ်းမှုမရှိတာလဲဘသူကလက်လာပါပေးပြီးအမှတ်ယူတာလဲဆိုတာတွေကိုသိကြတယ်အမြင်မဲ့ဝိညာဉ်တွေမှုမျက်စိနဲ့မမြင်နိုင်မဲနားနဲ့ကြားရင်ကိုတင်ယူလေ့လာနိုင်သူတွေစကားပြောတာမဟုတ်ပဲစိတ်ကညှို့လိုက်တာနဲ့တင်ကြားမှုဖြစ်လာကြတယ်တနေ့မှာနေချောင်းတက်တဲ့ចောင်းသူလေးနှွင်နှွေက စာတင်ငန်းထဲမှာ သူ့ရဲ့ဖုံမိကြံခဲ့ပါတယ်ဖုံထဲမှာပညာရည်ကျွန်းစုဆံမွေးဝဲအတွက်ဖြည့်ရမယ်မိကုံဟောင်းမှတ်စုတွေအတန်ဖိုင်နဲ့သူ့ရဲ့ခံစားမှုတသနာတွေရေးထားတဲ့ဖိုင်လေးတွေပါဝင်နေလို့နှွဲ့နှွဲ့အတွက်နှမျောเสียဖြစ်လာတယ်ဒါကြောင့်သူဖုံပြောက်လို့ကျောင်းအုပ်ဆရာကြီးဦးသိန်းစီခွင်တောင်းပြီးညနေကျောင်းဆင်းချိန်နောက်ပိုင်းစာသင်ခန်းစီလာရှာပါတယ်စာသင်ခန်းနဲ့အဝင်း ဘလူးကလေးဝင်းခန့်ကိုမြင်တော့အံ့ဩထိတ်လန့်စွာအော်ပြီးတတိလေးလဲကြပါတော့တယ်ဆရာကြီးဦးသိန်းနဲ့ကျောင်းဆောင်ကြီးတို့ရောက်လာပြီးပြုစုမှာတတိပြန်ရလာတာသူဘလူးတကောင်တွေ့လေကြောင်းတက်တည်ပြဖို့စာတင်ငန်းနဲ့ပြန်ဝင်ရှာတော့မတွေ့ရတော့ပါဘူးဆရာကြီးဦးသိန်းနဲ့ကျောင်းဆောင်ဦးလေးကြီးတို့ကစံမွေးဖြေခံပြီးမှ နှွေးနှွေးစိတ်လှုပ်ရှားကြောင်ခြောက်ခြားဖြစ်နေတယ်လို့ယူဆကြပါတယ်။ဆရာကြီးကတရေမရှိဘူးကိုနဲ့မတူတဲ့ຢာတွေကို အန်ဒီရဲ့ထင်တာများလာပြီးမင်းကိုယ်တိုင်တည်တည်ချာချာစဉ်းစားကြည့်အောင်လို့နှွေးနှွေးကိုပြောပါတယ်။နားလည်မှုလွဲမှားခြင်းနဲ့တရေတစီမြင်ခြင်းတို့ကကျောင်းသားတချို့နဲ့ဆရာရီကြားမှာအယူအဆအတွေးတွေဗျမ်းပြာဖြစ်လာနိုင်တာပါ။ဖုံးရှာနေတဲ့အချိန်မှာပဲ။ စာတင်ငန်းနဲ့ဝင်လာတဲ့ဝိညာဉ်တွေကပညာရည်ယွန်းစစ်တပ်ဆံမွဲစနစ်ကိုစံတပ်ဖို့အတန်များနဲ့စိတ်အကြောင်းတွေကိုလေ့လာဖို့လာခဲ့ကြတာပါသူတို့ကအကြောင်းသားတယောက်ရဲ့ဇေယိုက်ကိုအမြင်နဲ့မတတ်မနိုင်ဘူးလို့သုံးသပ်ကြတယ်စူဇန်လူစိတ်ရှိတဲ့အကြောင်းသူလေးနွယ်နွယ်ကနောက်တနေ့စာတင်ပြီးချိန်စာတင်ငန်းစီထပ်သွားပါတယ်အဲ့ဒီညနေ စာတင်ချိန်မစခင်မှာဝင်းခန့်က လူသားမင်းကလေးຫນွေຫນွေရဲ့ဖုန်းကို စာတင်ကိုအောက်ကနေအမှတ်မတင်တွေ့ခဲ့ပါတယ်။ຫນွေຫນွေကစာတင်ငန်းပြန်လာပြီးဖုန်းရှာခြင်းနဲ့တိတိတူတူတာပေါ့။ပြန်ပြီးဖို့ပြောရင် ဝင်းခန့်စီကဖုန်းလန်းယူတာမှာ အောက်လွတ်ကြပြီးကွဲ့အပ်သွားတော့ဝင်းခန့်ကိုအပြစ်တင်တော့တာပဲ။ပြဿနာဖြေရှင်းဖို့ဝင်းခန့်ကຫນွေຫນွေကိုဆက်မီပွဲမှာအေးအဆင်ရဖို့စာကူချက်ပေးပါမယ်လို့ကတိပြုလိုက်ရတာပါ။ ညတိုင်းလှင်းဝက်တွေ့ဆုံးပြီးစာကြည့်ကြရင်ပဲလူနဲ့ဝิญဉ်တို့ကြားထူဆန်းတဲ့မိတ်ဆွေဖွဲ့မှုစတင်လာခဲ့တာပါ။ຫນွေຫນွေကဝင်းခန့်နဲ့အတူစာလိလာရင် သူတို့အဖွဲ့ရဲ့ကြေကွဲဝဲအတိတ်အကြောင်းလူသားတွေကဘဝချင်းမတူတဲ့သူတို့ဝิญဉ်တွေကိုနှိမ့်ဆက်ပြီးနှင်ထုတ်ခဲ့ပုံနဲ့ရမ်မာမင်းကြီး မိတ်ဆာဆရာဥပိုးလူရဲ့ကာကွယ်မှုအောက်မှာပုံအောင်နေထိုင်နေရပုံတွေကို သူတီလာခဲ့ပါတယ်။ နွင်နွင်ကသူတို့ကိုလျှို့ဝှက်ထားပြီးမယ်လို့ကတိပေးလိုက်တယ်။ဝင်းခန့်တို့ဝင်းညင်တွေလွတ်မြောက်စီဖို့အတွက်အတူတကွလေ့ကျင့်ကြမယ်လို့နွင်နွင်ကပြောလိုက်ပါတယ်။ဝင်းခန့်တို့တွေလွတ်မြောက်အောင်ကူညီဖို့စိတ်ပိုင်းဖြတ်ထားတာကြောင့်နွင်နွင်ကဝင်းခန့်ရဲ့အရေးချင်းအပြည့်အဝဖြစ်လာဖို့ကိုလေလာတင်ပြပေးပါတယ်။အမေစကားနေ့စဉ်ပြောပြီးရင်နှလုံးသားနဲ့ပုံဖော်လေ့ကျင့်ပေးခဲ့တာမှာဝင်းခန့်က အံ့ဩစရာကောင်းလို့အောင်တိုတက်လာခဲ့တယ်။နွေနွေလေးဝင်းခိုင်းရဲ့ကူညီမှုနဲ့ပညာရည်ကျွမ်းဆံမှုဝဲကို ဖြည့်ဆို့ခဲ့တာမှာအေးအဆင်ကိုရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းကထူဆန်းတဲ့ဖြစ်ပျက်တွေကိုတန်တရားဖြစ်လာတာမှုကျောင်းအုပ်ကြီးဦးသိန်းက professional မော်ဆရာကြီးစီဖုံးဆက်ပြီးသစီဝိညာဉ်တွေကိုကျောင်းကနေဖေရှားပေးဖို့အားလိုက်ပါတယ်။ဘလူးလေးဝင်းခန်းတို့အဖွဲ့ကိုဖမ်းဖို့ မော်ဆရာဆိုတဲ့လူเจ้าကိုယောက်လာတယ်။သူကနတ်ဆိုးတွေဟာအန္တရာယ်ပဲလို့ခံယူထားပြီးဝင်းခန့်တို့အုပ်စုကိုဖမ်းချုပ်လိုက်ပါတယ်။နွေနေနဲ့ဝင်းခန့်တို့ဟာတငယ်ချင်းတွေရဲ့အသက်ကိုကယ်တင်မှုတက်ညီလဲညီမော်ဆရာကိုရင်ဆိုင်တိုက်ခိုက်ကြတယ်။နောက်ဆုံးမှာเจ้าအုပ်ကြီးဦးသိန်းလည်းအမြင်ပြောင်းပြီးနွေနွေတို့ဘက်ကနေဝင်ရောက်ကူညီခဲ့ပါတယ်။ပုံသဏ္ဍာန်မတူဖြစ်တည်မှုမတူကြပါမိလေ။မြစ်တာအခြေခံတဲ့နားလည်မှုနဲ့ အတူရှင်တွဲနေထိုင်နိုင်ကြောင်းနှွေနေနဲ့ဝင်းခန့်ကတက်တည်ပြနိုင်ခဲ့ကြသည်မှော်စရာလေးအမြင်လေးပြောင်းလဲသွားခဲ့ပါသည်ဝင်းခန့်တို့လည်းကြောင်းမှပဲလုံခြုံစွာဆက်နေခွင့်ရကြသည်ဝင်းခန့်ကနှွေနှွေကိုသူ့ရဲ့ပထမဆုံးလူသားမိတ်ဆွေအဖြစ်အမြဲအတိမတ်ပြုထားတယ်သူတို့ရဲ့မိတ်ဆွေဖွဲ့မှုဟာလူနဲ့ဝိညာဉ်လောကကသူတွေနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်တဲ့အတိုင်းဝိုင်းတစ်ခုဖြစ်လာပါတယ် ဒီပုံမြင်လေးကအပြင်းမှန်းကွဲပြားမှုကိုကြည့်ပြီးဝေဖန်တတ်ကြတဲ့လူသားတွေဟာနတ်ဆိုးတွေဖြစ်တယ်ဆိုတာတခါတလေမှာဘဝကတင်ယိုးညွန်းနှမ်းရှိသင်ငန်းစာတွေကိုတင်မပေးပဲခက်ခဲစွာနဲ့ပြသပေးတတ်လို့စာမဖတ်ပဲဖြေလေရတဲ့ဆံမေးဝဲလိုပါပဲထူကြတာကအဲ့ဒီဆံမေးဝဲဒီမှာအပြည့်မှန်ကမြင်ရတဲ့ဆံမျက်နှာထဲမှာမဟုတ်ဘူးမျက်လုံးနှစ်ဖက်နဲ့မကြည့်မိတဲ့နာကြမ်းမှာပဲရှိတတ်တယ်ဒါကြောင့် နားထောင်ခြင်းကပုံမှန်နဲ့ဆိုင်ပြီးမြင်ချင်းတဲ့ပုံမြင်နိုင်တယ်တခြားနားထောင်တတ်ဖို့လိုအပ်ပါတယ်ဘဝဟာကြောင်းတစ်ခုလိုပါပဲစစ်မှန်တဲ့မိတ်ဆွေဖွဲ့ခြင်းနဲ့နားလည်မှုက လောကကြီးကိုလှပစေနိုင်ပါတယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်ဒီနေ့တင်ဆက်မှုကစိတ်လှုပ်ရှားစရာကောင်းမယ်လို့မျှော်လင့်ပါတယ်ကျမရဲ့ဒီစင်တိုင်း channel ကိုလည်း like subscribe နှိပ်ပြီးအပီးပါဦးလို့နောက်စီစဉ်မှာ ပြန်ဆုံကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်